ဒီနေ့မှသူ့အဖြေစပြီးတော့ဘယ်လိုသိလို့ရှိရင်လိုင်းနောက်ဆက်နေမှာဆိုလို့လစ်ထွက်လာအခုလေးနေအဖြေဖြေးဖြေးသာသာရှိပြီးရေဟာရုပ်ရှင်ဘာကြောင့်ရိုက်ကျဲနေရလဲဆိုနံပါတ်1အချက်ကဟိုကြုံရမပါခြင်းဘို့ကြုံရမပါခြင်းတော့နံပါတ်1ချက်နောက်နံပါတ်2အချက်ကအဲ့လိုစောစောပြောလို့တီတီမီမီ character မျိုးလေးဆိုရင်တော့ဒါရိုက်ရိုက်ဖြစ်မှာပေါ့လေစောစောပြောလို့တကားလေးထွက်လာဒီကားပေါက်တယ်ဆိုရင်ဒါကိုယ့်ရဲ့အမှုပညာမှတ်တိုင်ပေါ့အခုဒီ TikTok မှာပြန်ပြီးတော့မလှမြွေ့ ငယ်ဘွားကားတွေပြင်ပြင်ပေါက်လာတယ်ဆိုတာလေအခုကြော့ပြန်နေအများကြီးတက်မှာပဲနောက်လျှောက်ပေါက်တာကိုကားတွေပဲလေ right ဘာကြောင့်ဒီတဲမှာဘာဖြစ်တာလဲဆိုတော့အဓိကတော့ဟို director ကိုစောအာယုံဦးနဲ့မက်တီတာကဒီ character လေးကိုဝင်ပြုတ်ဆောင်တယ်အာဒါလေးထူးဆန်းနေပေါ့လေအာမလားမျိုးလုံးနေစား character မဟုတ်ဘူးတဲ့ဆိုတာအဲ့ဒါနဲ့ဝန်တော်အာရပေါ့ဝင်ပြုတ်ဆောင်ဖြစ်တာပါခင်ဗျားတို့ရှေ့လျှောက်ကျုပ်ကကောင်းမှုဆက်ဆံမှာမဟုတ်တော့ဘူးနော် တတ်ဆန်နေတော့ညကဘာလို့ချက်လို့လဲပြရုပ်ရှင်ဘာကြောင့်ရိုက်ကျဲနေရလဲဆိုနံပါတ်1အချက်ကဟိုကြုံရမပါခြင်းဘောကြုံရမပါခြင်းတော့နံပါတ်1ချက်တော့နံပါတ်2အချက်ကအဲ့လိုစောစောပြောလို့တီတီမီမီ character မျိုးလေးဆိုရင်တော့ဒါရိုက်ရိုက်ဖြစ်မှာပေါ့လေစောစောပြောလို့တကားလေးထွက်လာဒီကားပေါက်တယ်ဆိုရင်ဒါကိုယ့်ရဲ့အမှုပညာမှတ်တိုင်ပေါ့အခုဒီ TikTok မှာပြန်ပြီးတော့အော်မလမြွေငယ်ဘွားကားတွေပြင်ပြင်ပေါက်လာတယ်ဆိုတာလေအခုကြော့ပြန်နေအများကြီးတက်မှာပဲ ောက်လျှောက်ပေါက်တော့ကိုကားရီပဲလေ right ကိုကိုဟိုချွဲရတာဟောအဲ့လိုမျိုးပေါ့အဲ့တော့ကိုအဲ့လိုတိတိမိမိလေးလှုပ်ချင်တဲ့အတွက်ပါခုအချိန်ကဘောင်းဆောင်ရယ်စပုတ်ရယ်မဟုတ်တော့ပါဘူးဘလို့ပဲပြောပြောခုနကပြောလို့ဒီထဲမှာတက်စည်းဆုံးဖြစ်နေအောင်ဖြစ်နေမလားမသိဘူးလေအဲ့တော့ကိုလှုပ်ခွင့်ရတဲ့အချိန်လေးမှာအော်ကိုတဲ့ရထက်ဆိုင်ကိုအများကြီးလုံနိုင်သေးတယ်ဆိုတာလေပြခွင့်ရတယ်ဆိုတာပဲဒါဝမ်းသာစရာပါခင်ဗျားတို့ရှေ့လျှောက်ကျုပ်ကကောင်းမွန်ဆက်ဆံမှာမဟုတ်တော့ဘူးနော် င်စင်တော့ညကဘာလို့ချက်လို့လဲပြ။တမီးဘက်ကတော့အယောသားဆုံးပြောရရင်တခန်းရရင်တခန်းကောင်းကျင်တယ်။သုံးခန်းရရင်လည်းသုံးခန်းကောင်းကျင်တယ်။အခုဒီကားမှာဆိုရင်လည်းဒီ168တိုင်းမှာဆိုလေလုံးဝ character change သွားတယ်။ဒါလေးကိုရန်သဘောကျတယ်။ညကမှလောင်းနေအဲ့လိုမလုပ်ရဘူး။ဟိုကအုပ်ဆယ် you နေရနေနာ you ရန်ကုန်ဆိုင်ရလည်းရှိပါတယ်နေပြီးတော့မှလည်းဆိုင်ခွဲထပ်ခွင့်လိုက်တာပေါ့အခုရန်ကုန်ဆိုင်ခွဲလည်းထပ်ချဲ့ဘူး စီစဉ်နေပါတယ်။ဘာကြောင့်ရွှေပိုးကိုအားပေးနေကြလဲဆိုနံပါတ်1အချက်ကအာမလမျိုးတင်ဆောင်နေဆိုတော့ချစ်ခင်ကြလို့အားပေးတယ်လို့ထင်ပါတယ်။ဘာဖြစ်ဆိုရွှေပိုးကောင်းတယ်မကောင်းဆိုတော့သူတို့မသိသေးဘူးလေ။ဒါပေမဲ့ကိုယ့်ကိုချစ်ခင်ကြတဲ့အတွက်သူတို့လာအားပေးတယ်။နောက်တစ်ခုလာအားပေးတဲ့အချိန်မှာ quality ကောင်းတယ်။ quality ကောင်းတာကိုသိသွားတဲ့အပြင်ဈေးကတအားကြီးဟိုလို upgrade ကြီးဖြစ်မနေဘူး။အများလက်ခံလို့ရတဲ့ဈေးဖြစ်တယ်နောက်တစ်ခု service ပေါ့ service ကတော့ရွှေဘိုးကနှစ်ခါပြန်လာပြီးရင်လေ၄ခါပြန်လာမယ်၃ခါပြန်လာပြီးရင်လေ၆ခါပြန်လာမယ်အဲ့လို service လေးကိုဂယုစိုက်ပြီးတယ် ။အားကြောင့်လို့ထင်ပါတယ်။ပြပိုးလို့နာမည်ပေးခဲ့တာတော့အဓိကကတော့ကိုကရွှေစိုက်တာ။ရွှေစိုက်တော့အရင်ရွှေစိုက်ဖွင့်နေလေ။ရွှေစိုက်ဖွင့်နေကိုလုတ်ခဲ့တဲ့လောက်ကမင်းသမီးဆိုတော့လွယ်လွယ်ကူကူရွှေမင်းသမီးပဲပေးလိုက်တယ်။နောက်ပိုးထည်တွေရောင်းတဲ့အခါကျတော့ရွှေစိုက်တဲ့အတွက်ရွှေပိုးဖြစ်သွားတာပေါ့။အော်ဟိုရွှေမင်းသမီးနာမည်ရှိပြီးသားဖြစ်နေတယ်အဲ့ဒါနဲ့နာမည်ပြောင်းလိုက်ရတော့ရွှေပိုးဖြစ်သွားတယ်။အချိန်ကြီးကဒီလိုပဲရွေးရှားပြီးတော့တစ်နှစ်ပြီးတစ်နှစ်ပုံလာတာနဲ့အမျှ ချိန်ကုန်နေဆိုတော့အသက်ကုန်တာပဲလीเนาะအဲ့တော့တနစ်ပြီးတနစ်ပုံမှုပြီးတော့ဟောအတိညာတရားတွေရင့်ကျက်ပါစီဘေးအနေတွေကင်းရှင်းပါစီเนาะအလောက်ကင်ခွင့်လန်းတွေရလာတဲ့ခါကျရင်လက်မလွတ်ဘဲနဲ့စူးစမ်းနိုင်ကြပါစီ